တနိုင်မေမင်္ဂလာပါ WS မေမင်္ဂလာပါသူတာပန်းဖွင့်လိုက်ဝင်နော်ပန်းမဖွင့်ရသေးလို့ပါကူပန်းဖွင့်လိုက်ပါပြီ တကယ်ကဒီနေ့စာအတွက်ကိုဖတ်ထားတာရှိတယ်အဲ့ဒါကို edit မလုပ်လိုက်ရလို့ဟိတစ်ပြီးတော့နှစ်ကိုကြော်ပြီးသုံးကိုဖတ်ပြမယ်နှစ်ကအမ်ပြီးမှတင်မယ်နော်ဟွန်းဦးတနိုင်ဝေမင်္ဂလာပါ WS မင်းမင်္ဂလာပါမမအုံမ77မင်္ဂလာပါတော်တော်မင်္ဂလာပါအာမန္တဝေစီမင်္ဂလာပါချင့်တူမင်္ဂလာပါမတ်တွင်တွင်အောင်မင်္ဂလာပါ ညာစီအောင်မမလူပဲစီချိုက်မင်္ဂလာပါအမန်ရင်းရင်းအောင်မင်္ဂလာပါကိုဖိုင်မင်္ဂလာပါကိုဖိုင်ပြောင်းနေရမမနဲ့ကလည်းမလာဘူးရဲ့ဒီဘက်သူတာကျိုးမဖွင့်တယ်ဘူးအဲ့ဒီဒီတဲကိုရောက်မှဖွင့်တယ်လေသူတာဟိုလိုကျိုးမပြင်ထားတယ်ဘူးဒီဥစားကိုရဲမင်္ဂလာပါ အတင်စာမောင်ရှိနေမလားမသိမတင်စာမောင်လည်းမရှိနေပါအနုဝေစင်းနေတာပါသူကထားလိုက်မယ်နော်ဆရာကြီးဥတာတူရဲ့အနုဝေငါပါဆိုရဲစာအုပ်ကိုအပိုင်းသုံးနေနဲ့ဖတ်ပြမှာဖြစ်ပါတယ်ဒီဘိုင်းမှာတော့ရှိမှာဆောင်းပါးတွေပြီးခဲ့ပြီပေါ့နော်ဒီဆောင်းပါးတွေရဲ့အဆက်ဖြစ်တယ်အရှိဆောင်းပါးအပိုင်းနေတဲ့မှာဆိုလို့ရှိရင်တော့ဒီရုပ်ရှင်နဲ့ပဲမှာ ရှိတဲ့သူတွေကဟိုညာတတ်တဲ့သူတွေပေါ့နော်တကယ်ရုပ်ရှင်ဓမ္မအစစ်တွေမဟုတ်ဘဲနဲ့ညာတတ်တဲ့သူတွေကနေပြီးတော့မှဒီမင်းသားဆိုလို့ရှိရင်လည်းမင်းသားဖြစ်ချင်တဲ့သူတွေဆိုရင်လည်းဒီငွေကြေးကိုလိမ်ညာပြီးယူကြတယ်ပေါ့နော်အမျိုးသမီးဖြစ်တယ်ဆိုရင်တော့ငွေကြေးရောကာမရောကိုရယူကြတယ်ဒါတွေကအလွန်ကြောက်စရာကောင်းနေဆိုတဲ့အချက်ကိုဆရာကြီးကထောက်ပြထားတာဖြစ်တယ်အကိုချောင်းကိုလည်းတီးဖို့လိုတယ်ပေါ့နော်ဟိုသူများဖြစ်နိုင်နေဆိုတာနဲ့သွားမလုံနဲ့ဆိုတာမျိုး ရိုက်ရတတိပေးခဲ့တာဖြစ်တယ်ပေါ့နော်အဲခုဒီဘိုင်းမှာကြတော့အရှိဘိုင်းကအဆက်ပေါ့နော်အဲ့ဒီထဲကစကလုံးလေးတွေကိုဆရာကြီးကရှင်းပြမှာဖြစ်ပါတယ်ဟုတ်ဟုတ်မေးလိုက်ပါမယ်อืมရှိဘိုင်းဆောင်းမတစ်ပုံမှာခြေတော်တင်းဆိုတဲ့စကလုံးတစ်လုံးပါခဲ့တယ်ဒီစကလုံးနဲ့ပတ်သက်လို့အတိတ်ပဲလွဲမှားယူဆမှုတွေရှိ လောင်နိုင်လို့ရှင်းပြဖို့လိုအပ်တယ် ရှေးမြန်မာပြည်တို့လက်ထက်ဘီရင်နဲ့မင်းကြီးမင်းသားတို့မှာကိုပိုင်နဲ့လူသိရှင်ကြားပြည်ပြားသားမယားများရှိကြစေကမူအပြင်းပြင်းညောင်းဆန့်တဲ့သဘောပြူတော်ချောချောကလေးတွေကိုခြေတော်တင်းနေရှိခဲ့ကြတယ်။ရှင်းရှင်းလင်းလင်းအိဗယ်ကတော့တိတ်တကူအမြောင်မယငယ်ကလေးများဖြစ်နေယာယီပြောပါခြင်းကိုဇကလုံးညံ့ညက်ကလေးနဲ့တင်စားလိုက်ခြင်းလိုပဲအရှုမှတ်သားမှုတယ်။ဥပဝင်လင်းလင်းမဆိုကြပါစို့မယငယ်ထဲနှိမ့်နေအပြော်သက်သက်မယားပြူခြင်းကိုဆိုလိုတဲ့ ခြေတော်တင်ခြင်းဖြစ်တယ်။ထိုနည်း၎င်းကဲ့သို့သားကြီးများကြီးလက်ရှိနဲ့ဆရာတို့ကအမှုပညာရှင်မကလေးများကိုအပျော်ခြေတော်တင်လိုက်မယ်တတိကျကျထားဆိုတာကိုရည်ရွယ်ပြီးမိသားတတိပေးခဲ့ရမှာပြည့်ပြည့်စုံစုံမဖို့ပြလိုက်မိတီကသာတို့အမားဒီဤရင်ခြေတော်တင်ပြဒနာ ရှင်းလာပြီထင်သည်တို့တော်မပြီးသေးမဆုံးသည်ရေးရပေအောင်မည် ရှင်းစရာလင်းစရာကြံပေသေးသည်တပည့်ကဆရာကိုချစ်နေမိသည်လက်မထက်ရတော့ပြီလို့ထပ်ပါဆရာပြစ်သူကတပည့်ကိုကြိုက်နေမိသည်မယူရတော့ပြီလို့ယူပါနှစ်ဖက်သဘောတူအချင်းမျှရဲ့ယူကြညာကြလက်ထက်ကြသည်ကိုသာဓုဘာတစ်ခုမှတားမြစ်ပိုင်ခွင့်မရှိသို့သောနောက်ကြောင့်ကင်းရရှင်းရခြင်းမိအထူးသဖြင့်ဆရာသည်လွတ်လပ်သူတယောက်အနေထားတွင်ရှိရန်လိုသည်ဆရာဆိုသည်မှာမတက်သေးသည့်ပညာကိုတက်အောင်မိုက်မိုက်ကန်ကန်ကလေးများကိုလိမ့်မအောင် မိမိတင်ပေးသောပညာဖြင့်ကြောကြားပောက်ရအောင်မိရာမြောက်ပေးရမည်အစသစ်စိမ်ယိုချိုးကျင်နေကြသည်ကများနေသည်တိတ်တကိုလင်းမရမြမဖြစ်ကြစေခြင်းပြံပြောင်းတင်းတင်းအတိလင်းခြင်းညာ၍လူသည့်နတ်ကြားလက်ထက်ယူကြရန်သာအဓိကဖြစ်စေသည်ဆရာကကြိုက်ပြီးတပည့်ကလည်းချစ်နေလင်းတယောက်မက90တရားထိယူပါအချင်းချင်းကျင်းနေကြလင်ကိစ္စပြီးသည်ပြောင်းလက်ထက်ဝင်တော်တတ္တိကလို့ဤ တချို့မိန်းကလေးများတော်တော်ခက်သည်တနေ့တော့နေ့လယ်ဆန္ဒနာရီတာတာခန့်ဓာတုအိယာမှာနိုးလေနိုးခြင်းကားတဲ့ကလေးတစီရထားသည်ကိုတွေ့ရသဖြင့်တပိတယောက်အားလန့်ခေါ်မေးလိုက်သူတက်လာလာခြင်းမင်းဓာတုကမမေ့ရသေးမီအဲ့တဲ့ရောက်နေတယ်ဆရာအေးငါသိပြီပြီအဲ့ဒီကားအပြားလေးကသူ့ကားလားဒီကငါမမြင်ဘူးဘူးဟုတ်တယ်ဆရာလာတဲ့ဧည့်သည်လည်းကျွန်တော်တို့မမြင်ဘူးဘူးအမျိုးသမီးလေးဆရာအဲ့ဒီကားကိုသူကိုယ်တိုင်မောင်းလာတယ် ွားတိုင်စင်းနဲ့သဘို့တန်သွားယူကြည့်ကွာနောက်သွားတိုင်ရင်ဘယ်ရွယ်လောက်လဲဘယ်ကတယ်လဲအသက်20ကျော်လောက်အစိတ်လောက်ထင်ပါတယ်ဘယ်ကလဲမေးလို့မရဘူးထိုကိုင်းလေကားမှခြေတန်းနဲ့အတူပေါ်တဲ့သူရောက်လာသည်အောက်သူဆင်း၍စကားပြောမိဓာတုစိတ်ကူပြတ်သွားရခြင်းပြီအကျိမ်မမလာဘူးပဲဆိုခနဲ့တက်လာသည့်အတွက်ဓာတုတစ်ချက်မြက်ခနဲ့ဒေါသထွက်မိဘာကိစ္စလဲပြောပါမယ်ဆရာဆရာမျက်နာပြီးအောင်တက်လိုက်တော့ နာရုကိစ္စပြက်သည်နှင့်မောင်သိန်းအောက်မှာကလထိုင်းနှလုံးချရင်းနှွေးချမ်းဒီမှာပဲပြောပြစီစရာအောက်မှာဆိုတော့ဘေးလူတွေကြောက်မှာစိုးလို့ပါမောင်သိန်းကဝရန်တာတို့ခောက်ကလထိုင်းနှလုံးချပေးပြီးရင်းနှွေးတစ်ခွက်ထည့်လိုက်တူမရင်းနှွေးချမ်းတောက်တက်သလားတော့ပါပြီစရာသူ့အဖေကသူမောင်သိန်းကိုလှည့်ကြည့်တဲ့ပြင်မောင်သိန်းစိမ့်သွားရင်ရိုက်နေလို့လည်းမထင်မနဲ့နော်စရာရဲတဲ့လုံးအကြီးတယ်လို့လဲအဲအဲဒါထားပါအောင်မင်းဘယ်သူလဲငါမသိပါကလား ဟုတ်ပါတယ်ဆရာဆရာကိုတော့ဝင်းတိနေတာကြပါပြီလွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကဝင်းတို့ចောင်းဆောင်မှာစပေးဟောပြောပဲဩဩမင်းကသူကနှခန့်ကိုစုပြုံးပြောလာပြီးမှဟုတ်ကဲ့အကြခင်နိုင်ငံခြားပညာတော်တင်သွားရမယ့်သူတယောက်လိုပဲဆရာတိထားပါတော့ဆရာမြို့ဝဲရမယ်အကြောင်းရှိနေသလားဟုတ်ကဲ့ပါဆရာ ပြီးတော့အဝင်းရဲ့လျှို့ဝှက်ချက်တာမကအဝင်းမိမဲ့ပုံကူကိုလည်းဆရာပြည့်ဝှက်ထားလို့ဟိုလိုအပ်ပါလိမ့်မယ်ဆရာ။ ငါတို့စိတ်ထဲတွင် တော်ကလေးခုသွားရင်နေစမအောင်နေထိုင်ငါကဘာတွေကိုလျှို့ဝှက်ပြီးဘယ်သူကိုနှုတ်လုံနေရမှာလဲရှုပ်ရှုပ်ရှက်ရှက်ပြဿနာတွေတဲ့ငါမပါခြင်းမူပြန်တော့သူတွေ့သွားသေးသည်ဆရာကလူတစ်ဖက်သားကိုကူညီတတ်တယ်ဆိုတဲ့အကြောင်းဝင့်ဖတ်မှုပါတယ်အဝင်းကိုကူညီပါဆရာကဲတူတူနဲ့လိုရင်းကိုပြောဆရာမိတ်ဆွေလေးတက်ကတူကဆရာအေးအဲ့ဒါဘာဖြစ်တယ်လဲသူနဲ့အဝင်းနဲ့မေတ္တာရှိနေကြပါလား လက်ထပ်ဖို့နေကောင်းရတာရွေးပြရမှာလားဒါရင်ကမတက်ဘူးယုံလဲမယုံကြည်ဘူးသူကမဝိမရဲ့ပြုံးလန့်ပြီးမှအဓိကကဒါမဟုတ်ပါဘူးဆရာသူ့မှာသားကြီးမယားကြီးရှိနေတယ်ဆိုတဲ့ကိစ္စနို့မိကမေတ္တာရှိနေပြီဆိုသူ့မယားကြီးကိစ္စလဲမင်းစဉ်းစားပြီးသားမို့မေတ္တာရှိတယ်ဒါမဟုတ်လားစောစောပိုင်းကပြောဆိုရဲတင်းဖြတ်လာတလားယခုကိုင်းချက်သားကောင်းနေမင်းတို့မိန်းကလေးတွေတော်တော်ခက်တာပဲဟုတ်ပါလိမ့်မယ်ဆရာချစ်ဆိုတာမျိုးကအဲဒါကိုခုတော့မလုပ်ပါနဲ့လေကဲကဲ ဆရာကဘာကူညီရမှာလဲဖြစ်နိုင်တာရှိရင်ပေါ့လေဒီလိုပါဆရာသူ့သဘောထားရဲ့သူ့ရဲ့စကားရဲ့ဂတိသစ္စာအစသည်ဖြင့်ပေါ့ဆရာတီတီជីជីရှိရလားဆိုတာဓာတုဖြစ်ရကြက်သွားဤဓာတုမိတ်ဆွေဆရာဆိုသူဤသဘောတက်ကာရကိုကောင်းကောင်းကြီးသိသည်သို့တော့သူတို့အခြေကိစ္စအတွေ့တက်တည်ကံထွက်ချက်ဖြင့်ဘာမှမပြောလို့မဟုတ်ပါဘူးသူကဘာဂရိတွေပေးထားလို့တော့မျက်လုံးကလေးများလက်ကနဲလင်းသွားအောင်လှမ်းကြည့်လိုက်ရမှာ ဒါကတော့ဆရာရဲ့အချက်နဲ့ပတ်သက်တဲ့ဂရိပဲပေါ့ဆရာတို့ဖို့ကတော့ရေးရလုံးလုံးရိုးနေမှာပါပဲအင်းလေးထားပါတော့မင်းကတော့သူ့အချက်ကိုမြင်မှုလားသူ့အချက်ကိုယုံမာတယ်ဆရာသူ့စိတ်ကိုတော့အေးလူမာစိတ်ကအရေးကြီးဆုံးပဲစိတ်ကိုစိတ်မချရင်ဘာကူမှစိတ်ချလို့မဖြစ်တော့ဘူးနေအောင်နေအောင်သူ့မှာသားသမီး၃ယောက်ရှိတာမင်းသိတယ်နော်ဟုတ်ကဲ့ဆရာတို့သူ့မိမကိုသူဘယ်လောက်ချစ်တယ်ဆိုတာကိုရိပ်မိရဲ့လားသူကညိတ်ညိတ်ကလေးကောင်းကြီးအေးဆရာမေးအောင်မင်းကရောအင်း အချစ်ဆိုတာခက်သားပဲလေသူကခေါင်းငုံထားလျက်မျက်လွန်လန်ပြီးနားစင်နေမတက်နိုင်မပြောသင့်တော့လဲပြောလိုက်ရကြည်သည်အချစ်နဲ့ပတ်သက်လာရင်မင်းတို့မိန်းကလေးတွေကယောက်ျားထက်စိတ်ချပြင်းနေတကယ်ချစ်လာပြီဆိုရင် တုံတိုက်တိုက်ကန့်တိုက်တိုက်ယောက်ျားတွေလိုက်ရှင်လို့မရဘူးအခုလဲမင်းဒီအချိန်မျိုးရောက်နေပြီပေါ့ဟုတ်လားဝင် သူကတက်ပြင်းကလေးပြင်းပြင်းချလိုက်ပြီးမှမှန်ပါတယ်ဇာဒါမဲ့ ူနဲ့မပေါင်းရရင်တင်ရပါတော့မယ်အထီမျိုးတော့မဟုတ်ပါဘူးသူသာဂရိတီမယ်ဆိုရင်ဘာဂရိလဲမိကိုရာသက်ပံပေါင်းမှာမယ်ဆိုတဲ့ဂရိလားဒါနဲ့မလုံးလောက်ပါဘူးဆရာဒီပြင်ဘာဂရိပေးထားလို့လဲသူကတကယ်လို့အဝင်းကသာလက်ထက်မယ်ဆိုရင်သူ့မယားကြီးကိုတရားဝင်꽈လိုက်ပါမယ်ဆိုတဲ့ဂရိပါအဲ့ဒါလို့ဆိုမင်းသူ့ကိုယူမယ်ပေါ့ယူမယ်ဆရာဆရာမိတ်ဆွေကအဲ့ဒါလိုမျိုးဂရိကိုတီနိုင်ပါမလားဆရာကိုလာစုံစမ်းတာပါသူကလည်းပြောတယ် ။အယုံရင်ဆရာကိုစုံစမ်းကြည့်ပါတဲ့။ဘယ်တော့မှပြောတာလဲ။သူနဲ့ဆရာနဲ့မတွေ့တာငါလာမကတော့ဘူး။မနက်ကသူပြောပြီးပြီးချင်းဆရာစီထွက်လာတာသဘောကတော့သူ့အရင်လာပြီးစကားသွင်းထားမှဆိုလို့။အေးမင်းကဒီလိုတော့အကင်းပါတာပဲ။တို့တလွဲစပင်ကောင်းနေရဆိုတဲ့စကားကြားဘူးရဲ့နော်။ကောင်းငင်ရင်ကငုံသွား၏။မင်းဒီနေရာမှာတော့အကင်းပါပြီးရေးကြည့်တာကိုမေ့နေတယ်။ဒါပါလိမ့်ဆရာ။တထားပါအောင် သူက သူ့မြားကြီးကိုကြွားပေးမယ်ဆိုတာတော့မယုံမရှိနဲ့ဒီလူကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်။သူ့မျက်နာကလေးအမြင်နဲ့လိုက်အောင်ဝင်းလာပြီးအဲ့ဒါလို့ဆိုမင်းသူ့ကိုလက်ထပ်မယ်ဆိုတာတေချာသဘောဟုတ်လား။အဝင်းကဂရိမပြတ်ပါဘူးဆရာ။အဲသူကမြားကြီးကိုစားကြုံစားတဲ့နဲ့ရရွာလူကြီးတွေရှေ့မှာလက်မှတ်ထိုးပြီးတရားဝင်ကြွားလိုက်ပြီးဆိုပါတော့သူကစိတ်ဝင်တစားနားဆင်နေ၏။အဲ့ဒါသူဂရိတီးတဲ့သဘောပဲ။မင်းကလည်းသူဂရိတီးလို့ အရောင်းဝင်လက်ထက်လိုက်ပြီးထားဒီအိမ်တော်ရဲ့ကိစ္စဒီမှာပဲပြီးပြီလို့မင်းယူဆတာလားသူကလည်းအဝေးငုံချစ်တယ်ဝင်းကလည်းသူ့ကိုချစ်တယ်နှစ်ယောက်စလုံးလွတ်လွတ်ကင်ကင်အိမ်တော်ထူကြတာပဲဇာမပြီးစရာကိစ္စကြံပါသေးသလားအဲ့ဒါဇာပြောတာပေါ့မင်းအရေးကြီးတာကိုအကင်းမပါဘူးလို့ဒီမှာဒီမှာအဝင်းမင်းလူငါမိတ်ဆွေကမယားကြီးကိုကွာရှင်းပြီးမင်းနဲ့လက်ထက်ရောနောက်6လတနည်းအကြာမှာသူ့စာချုပ်သူ့မယားစာချုပ်ပါဆုပ်ပြလိုက်ရင် ဘူးလားမရတိုင်းပြန်တရားဝင်သွားတယ်ဆိုတာမင်းသိသလားအဲ့ဒီတီလည်းမတွေးဘူးမဟုတ်လားသူလျက်ပြက်တယ်လို့လက်ကနဲစိတ်ထိသွားဟန်သူမျက်ရည်ကလေးစုလိုက်အင်းစာချုပ်တွေစုပ်စုပ်မစုပ်စုပ်သားသမီးတွေကြောင်းပြုတ်ပြီးဝင်ထွက်သွားလားစသတညတလေအပတ်စဉ်အိတ်မယ်ဆိုတော့အဲ့ဒါကိုလည်းပန်ဝင်းကျင်ကပြန်ပေါက်နေတဲ့သဘောအတီးပြုကြမယ်အဲ့ဒါသူကတိပြက်တော့မဟုတ်ဘူးနော်ကွာပေးမယ်သာပြောတာလေပြန်မပေါင်းဘူးလို့တော့မဆိုဘူးဘာပဲဖြစ်ဖြစ်သူက သူ့များကြီးကိုပြန်ပောင်းဖို့လွယ်တယ်။အေးမင်းကသူ့ကိုကွာပစ်ဖို့ကြတော့မလွယ်ပြန်ဘူးဟ။သူကမျက်ရည်များဝေကြလာ၏။ကောင်းပြီ။သူ့သားပသမီများရှိရာကိုမတော်ရမလားရဘူးလို့မင်းတားမိရပါမလား။မကောင်းဘူးလေ။သူ့လက်ဝါးနှစ်ဖက်တွင်မျက်နာကိုမြုပ်၍ကိုယ်အထက်ပိုင်းကလေးတလုံးလုံးခါသွားသည်အထိအချစ်တင်ငယ်ဖြစ်နေရှာ၏။သူနဲ့အဲဆရာမိတ်ဆွေနဲ့မပေါင်းရရင်တရပါတော့မယ်ဆိုတဲ့အထိမျိုးတော့မဟုတ်သေးပါဘူးလို့ခုနကမင်းပြောတယ်။ အဲ့ဒီတန်ဖိုးရှိတဲ့စိတ်ဓာတ်နဲ့ဆရာပြောတာတွေပေါင်းဆက်စဉ်းစားဖို့ကွယ်တဘွာလုံးအတွက်အဖြေပေါ်လာမှာပါသူကကြုံကြုံကလေးထိုင်ပြီးဓာတုကိုကြော့သွား၏ဤသို့ခက်သောမိန်းကလေးများလည်းရှိသေးသည်ထို့ထက်ပို၍ခက်သောအမျိုးသမီးကလေးများလည်းအနာတမကရှိနေကြလေသည်ထိုကဲ့သို့သောတပည့်မကလေးများကိုဆရာတွေကတတိကြက်ကြက်ထား၃ရက်စလ1984 ုတ်တပုတ်ကအောင်ပြည့်ကြောင့်တာရုတွင်ပြဿနာတရားနှင့်လက်ထပ်ရသလိုဖြစ်နေကြီးအကြောင်းရင်းကအောင်ပြည့်တာဝန်ယူထားရသော Cherry Magazine အတွက်ပွဲဥတည်နေဖြင့်တာရုရေးနီးဟုသောအရှင်ကြီးဝိထုရေးပေးလိုက်ပြီးနောက်တစ်လကြာရင်ဝိထုမရင်နိုင်ဖြစ်နေခြင်းဆရာဝိထုမရင်နိုင်လဲတက်မျက်နာနှက်မျက်နာစားလောက်ဖြစ်ဖြစ်ဆောင်းမလေးတော့ရေးပေးပါဆရာဘာကြောင့်မဲ့ဖြစ်ဖြစ်ပေါ့တာရုကစဉ်းစား၏အဘယ်မြည်သောအကြောင်းအရာကိုရင်းလင်ကောင်းမြင်နီး secret သုံးလေးဖွာများကြရင် ကောက်ခံကြီးကရုပ်ရှင်ကြောင့်ကောဆရာတာရုဖို့လွယ်နေသောအကြောင်းအရာဖြစ်၍အေးကောင်းကပဲနာမည်ကောင်းစီဘလို့တက်မလဲဆရာကျွန်တော်ပကြီးအပ်လိုက်တော့မယ်။ဟာမင်းကလည်းလောလာကြည်လားကွာ။မလောလို့မရဘူးဆရာ။ဆရာလည်းမဂ္ဂဇင်းထုတ်ခဲ့ဘူးတာပဲ။ဆရာတီးသားနဲ့။အော်ဆရာအမှုပညာဝင်ကဘာမှဆိုရင်ကောဒါရုကပိုခန့်ပြီးသူကကြီးရှေ့ကကြီးတက်နေတဲ့ပြင်နေအောင်ကွာဆရာစဉ်းစားအောင်မယ်။သူကဆက်လိုက် တလိထုတ်သည်ဒါရုက secret ဘေးဒီကိုမယူတနတ်ဖက်ကိုသာသူနှင့်တက်ပုံရည်ဟေးဒီလိုလို့ကပညာတို့မာတို့ဖြုတ်လိုက်အမှုဝင်ကပါပေါ့ကွာဒါတော့ဆရာအာဘောဆရာရေးသားနဲ့ဆိုပြော့တယ်လို့လို့ပဲဒီတိုင်းကမှလည်းဆရာအေးလေးထားပါတော့တို့နင်းအမှုဝင်ကပါကိုစရေးလိုက်မိရမှာလာစင်လို့လို့အပူကက်လေးတော့ဤလာစံတရက်နှစ်ရက်လောက်ဆိုလင်းထွက်ပြီးစာအုပ်နဲ့စာမူကပို့ရင်နောက်လာအတွက်စောင်းပါတောင်းနေတော့ဒီအမှန်အားဖြင့်အမှုဝင်ကပါကိုလာစင်ပင်နိုင်ရင်လုံးဝ စိတ်မကူးခဲ့ရေးကျင်ကျင်ရှိလာကရေးမီစိတ်မပါတော့မီထိုတိုင်းသဘောထားခဲ့တော့လဲနောက်ပိုင်းတွင်မူအောင်ပြည့်တို့နဗုနဇာလောက်ကြသည်ထက်သာဓုဤစာရှုပြိသက်တို့ကစာအပြင်၎င်းဖုံးဆက်၍တသက်အတန်ကျဲကျဲတောင်းဆိုလာကြသည်ကိုလေးစားသောအဖြစ်အရေးပဲမနေသာသည့်ပြဿနာတရားဖြင့်လက်ထပ်လိုက်ရပြီတကယ်သို့နေကောင်းကောင်းမကောင်းကောင်းရေးရန်သာရှိနေကြပြီယခုလာတွင်လည်းဆရာရေလောက်ပါအောင်ဒီနေ့ကိုရရှိနေပြီဟုဖုံးဆက်၍စာမူပူဇာပြန်၏အေး ဒီမှာငါဘာဖြစ်နေလဲမေ့မသိဘူးနေကမယ်လားမမေ့ဘူးစောင်းမကရင်တောင်းနေတယ်ဟာဆရာဘာဖြစ်လဲဒီနေ့ကပဲဆရာအကောင်အေးမနေ့မနေ့ကအိယာကနူတော့ညာဘက်ခြေမမိုးကကျင်းပြီးဘာဖြစ်တယ်မသိဘူးနားလိုက်တာအဲ့နဲ့ထိုးသလိုပဲကွာခြေမတောင်းလှုပ်လို့မရဘူးဟောဗျာအေးဆရာလည်းတကားမတီလို့မဖြစ်ဘူးဘူးအင်နာတက်မလို့လေကားကစင်းတာလေးတွေလောက်နေရသေးတယ်မျက်ရည်လဲအောင်ကိုနာတယ်အဲအဲအဲ့ဒါကျွန်တော်ဘယ်လိုလုပ်ပေးရမလဲကြာဟုတ်စီကန့်တို့ဘာတို့ရောတော့မပြဘူးလား အတယောက်စည်းကမ်းတစ်ခုတော့သွားပြတယ်သူပြောတော့လေးပင်နာဖြစ်ခြင်းလို့စတာပဲတဲ့စိတ်စီပေးလိုက်လေရညကတော့အဲ့လိုရပါရဲ့ဟဲ့ဒီနေ့ဒီတော့ရှင်းရှင်းမသက်သာသေးဘူးကျွန်တော်လာခဲ့မယ်လေငမင်းလာတော့မင်းဘာနာလဲလို့လဲမင်းစာမူပဲတောင်းတက်တဲ့အကောင်အောင်ပြည့်အတန်ငိမ့်နေတဲ့ပြင်အေးဟဲ့နီးစံရမေးကြည့်ဘာစင်းနဲ့ဘလို့တော့ရင်ကောင်းမလဲပေါ့ဟုတ်လားပြီးရင်ပြန်ဖုံးဆက်ရည်တန်တဲ့တဲ့ပြင်အောင်ပြည့်ကထွန့်တန်သေးစာမူတော့ရမယ်နော်ဆရာအေးကားလာနာလေးအေး စာရှုသူတွေအတွက်တော့တန်နိုင်ဆုံးကြိုးစားမယ်ဖျားဖျားနာနာတခုတော့ရှိတယ်စိတ်မပိုင်းစာမကောင်းဘူးစာကောင်းပုံမရရင်စရာမရဘူးချီနာကလေးတတနေစေတက်တုံကျဲ၍ရေးလာရပြန်သည်အမှုပညာသည်တရားဟု၍ထွန်းထွန်းပေါပေါဖြစ်လာရင်အာကျုံယုံကံကြိုးစားနေကြသည်တက်သစ်စာကလေးများ၏အရေးဒေးစီရန်ကစာများရေးသားနေကြရမှာယနေ့ခေတ်ယနေ့တော့နိုင်ငံကျော်နေပြီဖြစ်သည့်အမှုပညာရှင်တို့ရင်းစို့စရာများတွဲမိလာ၏ ကြားဖောက်၍ထောက်ပြရခြင်းဥမီတာရုတွင်ကြိုတင်၍တည်နေသောအသိစိတ်ကလေးတစ်ခုရှိနေ၏ပါရမီလောစိတ်ပညာဓာတ်လောတာရုအမိမတတ်တဲ့အလေးနဲ့လဲထားခဲ့ခြင်းမရှိရင်းထူးခြားချက်မှဥဆိုကြပါစို့အချိန်ကြာမြင့်စွာကိန်းကွာနေခဲ့သူမိတ်ဆွေတို့မဟုတ်ဒါချင်းထဲမှာတူတူတယောက်ကိုစိတ်မကူးပါပဲလျက်ဖြန့်ခနဲ့တတိရလိုက်လင်မကြမီလွန်ဆုံးတစ်ပတ်တွင်ထုတ်လူရောက်လာတဲ့ တမန်သားတို့အပြင်သွားရန်အိမ်မော်ကစင်းတည်နေမော်တော်ကားဘိန်းကို၎င်းကားပေါင်းလိုင်းစင်ဆက်ကို၎င်းတရိယာလိုင်းလင်ကားဘိန်းများကိုဆ၍စစ်စေးရတော်သည်ချက်ချင်းအပြစ်တွေ့တယ်အပူဘိန်းလေးရော့နေတာပောင်းနေတာကိုတွေ့ရသည်စပယ်ယာဘိန်းလေးရော့၍အေးမကြီးတက်ထားသောဘိန်းများကောင်းနေသည်ကိုအာကိုရင်မောင်းထွက်သွားလင်ရသည့်တိုင်အပူဘိန်းကိုလေထိုးပောက်ပါကိစ္စဗရမလောက်ရင်လောက်မဟုတ်ရင်ဘိန်းပေါင်မှာတေချာ၏လိုင်းစင်စာအုပ်တရိယာပါလျက်ယူမသွားလင်ရင်ထင်းရဲကစစ်တော်သည် အာရုကိုရေးတော်မဟုတ်တပည့်သားသမီးများကိစ္စနဲ့အလိုလိုချိုတိနေတတ်သည်ဟေးမင်းတို့အင်ကြီးလုံကြီးလက်နာတွေယူဆိုင်ကြကွာဟုသာရုပြောပါလေအမတ်မတင်နေလိုက်ကြတော့မကြမီလုံကြီးလူရောက်သွားတဲ့အကြရတော့သည်မကြသေးမီကပင်သူ့မောင်တို့မိသားစုညစဲနာဤထိုးလူနီးမှကဘော်တက်ကြတဲ့ဖြင့်သာရုကမေယာခလေးများကရေကဲမဟုတ်ဟုပူဇာ၍ဟူ၍ဖြေးပေးသည်အေးဖြေးပေးမှခလေးတွေကိုရင်ခွင်းနဲ့ဖတ်ထားနှစ်ယောက်စလုံးကိုလှုပ်ခနဲ့မှားလိုက်မိသည်စိတ်ထဲတွင်ထင့်သွား၏ သူတို့ပြန်မလာမခြင်းစောင့်နေရ12နှစ်လောက်တွင်မှလေးဘင်းကားကားဖြင့်ပြန်လာကြသည်ထိတ်နိုင်ကြသည်လာရသည်ကဥဝီစာရာလမ်းတွင်ကားမဝင်ရလမ်း၌ဝင်လာ၍အရှောင်လိုက်တွင်သူ့မောင်ကတပတ်လိမ့်သွား၏အဲ့ဒါအဖေရဲ့အဖေပြောလိုက်တာကလေးတွေကိုသမီးတားဖက်ထားတာသူကလည်းတိတ်မောင်းနေဖေရဲ့သမီးတို့ဆိုတာကားထဲမှာဈီးပူသေးလိမ့်တယ်လို့ပဲကံကောင်းကျင်တော့ကားကဘေးဆောင်ထောင်ရဲ့ရက်သွားတယ်တရားမှအထီးကမရှိသူ့မောင်သာနဲ့ငယ်ဒူးအောင်သွားသည်ဤမြဆိုကလုံလောက်ပါကြည်ပြီ။ သူများဤများကဲ့သို့ပင်မပြောတဲ့ဤဆောင်မှာရေးနေခဲ့၍ကြားဖောက်ထောက်ပြရပေအောင်မည်မရောက်မီတယ်လီဖုန်းလာသည်ဆိုရင်သွားပြောရ၏နောက်တိုင်းဆိုင်ဆိုင်အမှုဝင်ကဘာရေးနေစေရုပ်ရှင်လောကမှာနာမည်ရလူလူမင်းသမီးကလေးတူမယားများများဒါရိုက်တာတယောက်နဲ့လိုက်ပြေးကြောင်းတရင်ပို့သည့်တယ်လီဖုန်းဖြစ်ချေ၏သားတို့ရေတာသွားသည်အတူတပြင်းတနေ့နေတွင် တောက်ပြောင်းလာမည်အမှုပညာရှင်ကလေးဖြစ်၍ ။သမီးတယောက်ဆုံးရှုံးပြီးတကယ်သူခံစားလိုက်ရသည်။ထိုနေ့ကည9:00နာရီဒီစာမရင်း၌ငယ်ရွယ်သူမနူးမနက်ကပူးကပ်လာသည့်တိုင်ကြီးသူကဆင်ခြင်ရမည်။သူသည်ပြင်သားကြီးမယားကြီးရှိနေသူတို့ကသစ္စာရှိရခြင်းမည်။အမှုပညာကိုမျက်နာထောက်သည့်မိမိတို့ကိုယ်၌ကအမှုပညာရှင်များဖြစ်သောကြောင့်အမှုပညာသိက္ခာကိုတန်ဖိုးထားတင်ကြပါလေ။လွန်ခဲ့သောဖာစာပါလာခေနှစ်တနည်းကရုပ်ရှင်နှင့်ပတ်သက်ခြင်းမရှိသောကိစ္စတစ်ခုဖြင့်ဓာတုပသိန်းတို့ရောက်ခဲ့ရခြင်းသည် အသွားမီပသိမ်မမိတ်ဆွေတူထံအစိုးရကေဟာဘင်္ဂလိုတွင်တက်ကိုတွင်စီစဉ်ထားရန်ကြောင်းကြထား၏နာရုတို့ဖွဲ့မှလေးယောက်ဖြစ်လျက်ပသိမ်မျိုးသို့တင်မောဆိုင်ရန်နှီးကပ်လာသောအခါမော်တော်ကလေးတစ်စင်းကပ်ပြီးတင်မောပါလိမ်မူကြီးစေရေးကြီးစသူတို့နှင့်တစုံတရာဆွေးနွေးကြသည်ဟုသိရသည်55မိနစ်ခန့်ကြာသောအခါတင်မောသည်ကပ်နေကြဘောရရာစိတ်တွင်မကပ်ပဲမလန်မကန့်ကြီးတရာဟောင်းတစ်ခုတွင်ကပ်မည်ဖြစ်ကြောင်းခီးတဲ့ခြင်းပြောနေကြ၏ဆရာကျွန်တော်တို့တွင်ဟိုဘက်တရာမှဆင်းရမယ်တဲ့တပည့်တူက ပြောတဲ့ပြင်အဲ့ဒါဘာဖြစ်လဲကတ်တဲ့နေရာဆင်းရမှာပေါ့ဒီလိုလေဥသာတို့ရဲ့ခါလိုက်ကတ်တဲ့ဘောဒရာမှာဝင်းကြီးချုပ်တင်းမောဆိုင်မယ်ဆိုလို့အော်ဤရင်းမသာတို့ကမျက်လုံးကစားလိုက်မိရာအထက်ပါမိတ်ဆွေကလက်ညှိုးညွှန်ပြပြီးခါတိုင်းဆိုင်တာဟူပဲတရားလေသာတို့လမ်းကြည့်လိုက်တော့ကဝင်းကြီးချုပ်တင်းမောကတ်မီဆိုရဲ့ထင်ရောင်စုံချက်ရှာလန်လေးများကျိုးနေသည်ထုတ်ပြီးဘောဒရာတစ်ခုလုံးဝင်းနေအောင်ချိန်ဆွဲထားသည်နိုင်ငံတော်လမ်းများလည်းတလူလူလွင့်နေသည် ကျိုးစွန်ရလာသည်ဟုတရားသောပြိတက်ကလည်း900ခန့်တည်းမနဲ့တလုံးလုံးတရရဖြစ်နေသည်ကိုတွေ့ရသည်။ဒါရုတို့တင်မောထိုတရားနှင့်ဤလာသောကအဆိုပါပြိတက်များပိုး၍ပင်လှောက်ရှားလာ၏။ကျိုးကလည်းတင်မောကံမီစိတ်ကံပေါ်စီသို့ပြင်းစင်လာကြသည်ဖြင့်ရဲများကတားနေရသည်မနိုင်မနေဖြစ်နေသည်။ကျွန်တော်တို့တင်မောမှာဝင်းကြီးချုပ်ပါတယ်လို့ထင်လို့များလားမသိဘူး။ဒါရုဖို့ပသိန်သားကပြုံးနေပြီဘာမှမဖြစ်။နောက်ဒါရုတို့တင်မောသည်ယင်းပေါ်ရရာကိုကြော်သွားပြီး တရာအိုစီကပ်မိဖြူသောအခါစောစောကတရာမှပြိသက်အုပ်ကြီးကတရာအိုဘဲသို့အလူရဲ့ပြေးလာကြပြန်သည်တာတို့ကောင်းရှုပ်သွားသည်ဘာမှဆက်မတွေ့တော့ဘဲတင်းမောမှဆင်းရံသာအသင့်ပြေနေလိုက်တင်းမောမှဆင်းလာတော့ကပြိသက်က၄၀၀ခန်းရှိလိမ့်မည်ဟုမှတ်ရသည် ဝင်းကြီးချုပ်ဝေါ်ဒရာတွင်ကောင်းပန်းစားထောင်းထောင်းလူ၂၀ကျော်လောက်နဲ့ရိုးရိုးအရက်သား90ခန့်သာကျန်တော့ဒီလိုလှမ်းမြ ాయి တာတို့မှနားလေသူဖြစ်ပါ၍ ပါလည်းမပါဘူးဟူသည်လောက်သာသူတို့ပြောသည်ကိုကြားရလျက်ထိုထိုပြိသက်တို့သည်မကျေနပ်သေးသောအမူအရာဖြင့်တင်းဘောပေါ်မှဆင်းလာသူများကိုတပြောင်ပြောင်စောင့်ကြည့်နေ၏လူဒန်းစားပေါင်းစုံတရုတ်ကပြားများလည်းပါ၏မြန်မာမူဇလင်ရောကရင်မျိုးသားမျိုးသမီးတို့လည်းပါ၏ရွယ်ကလည်းရွယ်ဆုံးသူတို့သည်ဝင်းကြီးချုပ်ကိုကြိုရန်လာသူများမဟုတ်တရားမမြင်ဘူး၍ကြည့်လို့ရလာကြဟန်တို့သည်တာရုတို့တဲမီဘန်ဂလိုတို့ရောက်သည်ဆိုလျှင်ကန်းတော်ကိုကမ်း၍စောင့်နေသူတို့ အသိမြို့ကံမိတ်ဆွေကစကားစကားကိုအဓိကထား၍စတင်ကြလေ။ကဲအဲ့ဒါထားပါအောင်ဝင်းကြီးချုပ်ကဘယ်ချိန်လာမှလဲအတီးတန်တင်းမောနေလား။ဆရာအဲ့ဒါအသာထားပါအောင်ပဲနဲ့ဒီနေ့တင်းမောစိတ်မှာတော့ကောင်းရှုပ်ခဲ့တယ်မဟုတ်လား။ကောင်းရှုပ်တယ်တော့ဟုတ်ပါဘူးဗျာ။နင်းနဲ့ရောင်းချချပေါ့ပြိတ္တကလည်းကျွန်တော်တို့တင်းမောမှာဝင်းကြီးချုပ်ပါတယ်ထင်ပြီးဟိုဘယ်တရားကနေပြေးလာလိုက်တာ။ဟဲ့အဲ့ဒီပြိတ္တကဝင်းကြီးချုပ်လာကြတာမဟုတ်ဘူးဆရာရဲ့ပြောရင်းကဆက်ကြီးက ဆရာနာကကိုပရင်ပေါ့ကျားတို့ဂျိုးဘူသူရန်ကုန်ကိုထွက်လာမှာအသိန်းကသတင်းတော်တွေကိုသတင်းလွှင့်ခဲ့တယ်လေဒီနေ့ဒီရက်မှာဆရာနဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေကားရိုက်လာကြလိမ့်မယ်လို့ဤတွင်မှသင်းမော်ဝေါ်ဒီကိုပရင်ပြုံးဒီကိုမြင်ရောက်လာ၏သူကိုလည်းကြည့်ရင်ပြုံးပြနေပြန်သေးသည်အဲ့ဒါကြောင့်လူတွေကခါတိုင်းနေရာမှာပဲသင်းမော်ဆိုင်မဲ့တင်ပြီးစောင့်နေတာခင်ဗျားကဒီဘင်္ဂလိုကိုရောက်နေပြီဘယ်လိုလုပ်သိတယ်လဲဩဆရာနဲ့ကျွန်တော်လည်းဆရာတို့ကိုမျှော်ရင်သင်းမော်စီရောက်ခဲ့သေးတာပဲဟာ ဆရာတို့တင်းမော့ကိုဝေးကမြင်းမှကျွန်တော်ဘန်ဂလုံမှာလောက်ဆရာစီမံဆရာတွေလောက်ကိုထွက်လာခဲ့တာပေါ့ဓာတုကကိုပရင်ကိုတစ်ချက်လမ်းကြည့်လိုက်ရာယခုသူကအပြုံးကိုမပြတ်သေးလူတွေမောအောင်တော်တော်လောက်တာကိုကိုပရင်ကကျွန်တော်မလောက်ပောင်းပြားတရင်တော်တွေကိုလက်ထောက်ချခဲ့တာအဲ့ဒါသူတို့ကတစဉ်တရင်လွှင့်လို့ဒီလိုဒီလိုတော့ဖြစ်မယ်ဆိုတာဆရာကိုပရင်သိတယ်မဟုတ်လားသူကပြုံးနေပြန်အဲ့ဒါပဲဆရာရဲ့ဆရာတို့နဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေပါမယ်ထင်းလို့ပြိတ္တကလာကြကြတာ လာကြည့်ကြတာဆိုပါဗျာနှမျိုးစလုံးပေါင်းလိုက်ရင်ကကုမရင်ကကြားထားပြီးရပါတယ်လေဖြစ်လဲဖြစ်နိုင်ပါတယ်၄ရက်၁၁လ1984နောက်တစ်ပိုင်းကိုတော့နောက်တစ်ပတ်ကြောင့်မှတင်ဆက်တော့မယ်เนาะအားလုံးပဲတက်တာပါတော်တော်မောမင်္ဂလာပါမအဲအဲလေးမအချိုက် mà tiền giả mà mà xuyên sinh chi vũ mà ổ mà xe văn xe văn mà kê tử rì mà kê mà mì kê yế mà kê tử rì mì bạc kết xấu xấu càng mà lì mà nguệ yế mà kỳ tử rì ưu tà nài mùi cú phạch ွားညိုပြမဆွေတရီဟခင်ပါပါဖြူမနုဝေစင်ကိုရဲ့အချတ်မနုဝေစင်ကိုရဲ့မမိပေါမဆွေတပြီတော်တော်မောမအဲအဲလေး ဖန်တွင်တွင်အောင်မတင်တာမှာ WS မင်းဦးတနာမွေတီအန်တူအဲ့ဆိုတူတာခေါ်တာကုံသားပြီလားမသိဘူးစာရီကအဲ့လောက်ပဲမြင်ရတယ်ဘယ်သူတွေ channel နဲ့မသိသူတာထွက်ပြီးမှတကောင်မမဆာဆာမမတက်တက်အောင်အဲ တ်တယ်သူကချွဲကန့်နေအော်လေဘင်းကကောင်းကောင်းစကားပြောရတာမကောင်းအဲ့ဒါသူကဒီဘက်ကိုထွက်ပြီးတော့တစ်ခေါက်ပြန်ဝင်ခဲ့မယ်ဟိုနာမည်ရကုံအောင်ခုံမိမိကလူကုံသားလားမကုံသားလားမသိရဆိုကောင်းမင်းတို့ပါ အဲ့ဆိုရင်တော့အဝင်းရေမင်္ဂလာပါဆိုသူရတီကနေတင်လိုက်မယ်နော်ညနေ9:00နာရီခွဲကျရောပရိတာမှာဆုံမယ်နော်အားလုံးပဲတတပါတင်လိုက်တော့မယ်နော်